အနေနဲ့ရကရွှေစကားငွေစကားမိတ်ဆွေပြိတ္တာအားလုံးကိုစိတ်နှပြချမ်းမာတည်တဲ့ချမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်တော်မူနိုင်ကြပါစေ။ကံညာဝိရိယသုံးချက်လုံးအားကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေခင်ဗျာ။ရွှေစကားငွေစကားနေ့စဉ်အစီအစဉ်လေးကကဲအများပြိတ္တာတွေပြတဲ့အသုံးတဲ့အကျိုးထူးကြတယ်ဆိုတာဝန်တာတော့ကြားလို့ဝန်တာမိပါတယ်။အခုဂျွန်လ18ရက်နေ့အတွက်ရွှေစကားငွေစကားရှိဥစွာတနင်္ဂနွေသားသမီးမိတ်ဆွေများဒီလိုနေ့ဒီမှာလက်ရှိလုပ်ငန်းကိုတိုးမှချက်မှာတို့အချိန်မြင့်မှာတို့နောက်ထပ်လုပ်ငန်းအသစ်တွေစတင်မှာတို့ အပြိုင်ဆိုင်အကျိတ်နဲ့စ조사တဲ့ကိစ္စမျိုးခရီးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဦးစားပေး조사တဲ့မှာလေတည်င်းကောင်းဧည့်သည်ကောင်းတွေလည်းရောက်လာတတ်တယ်။တည်င်းတွေသားသမီးတွေကံရင်အပမိုးရဖို့ဆိုရင်အပြာရောင်နဲ့ပန်းရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါ။ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်တပြေညွန်ကလေး၆ညွန်နဲ့ရောင်းကုန်ပစ္စည်းလုပ်ငန်းတို့ပစ္စည်းများကိုရိုက်ပုတ်ပြီးတော့စုတောင်းပါ။ကံကောင်းလိုက်ရွှင်စေမဲ့နံပါတ်တွေကနန်းတွေက၆ကနန်း၅ကနန်း။ကံရင်အပမိုးရဖို့ဆိုရင် ညစွာဘုရားမှာပဲဖြစ်ဖြစ်အပေါင်းသင်းမိတ်ဆွေတွေကိုပဲဖြစ်ဖြစ်ရှောက်သီးတုတ်ဒါနာပြုလှူဒန်းပြီးတော့ကံရင်အပမုကလေးရရှိကြပါသည်ခင်ဗျာဆက်လက်ပြီးတော့တနင်္လာသားသမီးမိတ်ဆွေများဒီလိုနေ့ဒီမှာငွေကံကောင်းတယ်ယာဓုကုံချိန်ကံကောင်းတယ်လုပ်ငန်းတိုးချဲ့တာအဆင့်မြင့်တာတို့ယာဓုကုံချိန်စုတူးဘွယ်တူးကိစ္စစူးစမ်းတာတံပိုးကြီးပစ္စည်းဝယ်ခြင်းရောင်းခြင်းတွေငွေနဲ့ပတ်သက်တဲ့ကိစ္စတွေအပေါင်းအထည်ချင်းငါကိစ္စတွေနိုင်ငံခြားကိစ္စတွေစူးစမ်းတင်ပါတယ်ဒီလိုနေမျိုးမှာတနင်္လာသားသမီးတွေကံရင်အပမုရဖို့ဆိုရင် အဖြူရောင်တို့ငွေရောင်တို့မီးဘိုးရောင်တို့များများပါသောအဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စင်သုံးကြပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုကွန်းရွက်ကလေးနဲ့နှစ်ရွက်နဲ့ရက်ခတ်ပြီးတော့စုတောင်းပါကံရင်အပမိုးရစေမဲ့နံပါတ်တွေကနန်းတွေကနှစ်ကနန်းလေးကနန်းဒီနေ့ဒင်းလာသားသမီးတွေကခလေးတွေကိုပျော်သွားအောင်မုံဝေကျွေးတဲ့ကုသိုလ်ပြုပြီးတော့ကံရင်အပမိုးရရှိကြပါစေခင်ဗျဆက်လက်ပြီးတော့အင်္ဂါသားသမီးမိတ်ဆွေများ ဒီလိုနေ့တွေမှာကစိတ်အေးပါ၊ခေါင်းအေးပါ၊မတင်မကြမရေမရာစိတ်ချုပ်ထွေးစရာလေးတွေသူများပြဿနာကြားညက်တာလည်းဒီသတိပြုပါပါလိမ့်မယ်။အိမ်မှာအလုပ်မှာစိတ်မပါဘဲဖြစ်နေတတ်တယ်။စိတ်အားတိမ်မီစူးစမ်းမယ်ဂိမ်းမျိုးဖြစ်ပါတယ်။နိုင်ငံခြားနဲ့ပတ်သက်တဲ့ယူရချက်အစည်းအဝေးအထက်အလိတ်တို့ထိပနတ်တို့လျှက်စစ်ပစ္စည်းတို့နဲ့ပတ်သက်တဲ့ကိစ္စတွေစူးစမ်းတဲ့နေ့ဖြစ်ပါတယ်။အင်္ဂါသားသမီးတွေကံရင်အပါမိုးရဖို့ဆိုရင်အနဲ့ရောင်းတို့ခရမ်းရင်တို့အပြာရင်ရင်အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါ။ ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တဲ့အောင်ဆိုရင်နှင်းစီဘန်ကလေးတပွင့်နဲ့ရိုက်ပြီးတော့ဆူတောင်းမှာကံရဲ့အပံမိုးရစီမဲ့နံပါတ်တွေကတစ်ကနန်းခွန်ကနန်းကဲအင်္ဂါသားသမီးတွေကနွားနုအစဉ်ပြေတဲ့မိမိပပွင့်ချိန်မှာအစဉ်ပြေတဲ့နွားနုလှူဒန်းပြီးတော့ကံရဲ့အပံမိုးကလေးရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့ပုဂ္ဂလူသားသမီးမိတ်ဆွေများ ဒီလိုနေမျိုးမှာစိတ်မောလူမောလေးတွေများတတ်တယ်မနိုင်ဝင်နေထမ်းရတတ်တယ်ဆွေမျိုးကိစ္စအပေါင်းသင်းကိစ္စတွေပါကိုကဝင်ကူညီရတတ်တယ်ပညာရေးနဲ့ပတ်သက်တာတွေစုလို့ဘွဲ့လို့ယာတုဂုံမှုနဲ့ပတ်သက်တာတွေမြေကိစ္စဖုံးကိစ္စတွေဦးစားပေးကြိုးစားတဲ့နဲ့ဗုဒ္ဓသာသမီများကံရင်အပမိုးရဖို့အဝါရောင်တို့ရွှေရောင်တို့လိမ်မော်ရောင်တို့များများပါသောအဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါရောင်းကုန်ပစ္စည်းတွေလုပ်ငန်းသုံးပစ္စည်းတွေကိုတော့ဓာမီအားကောင်းကောင်းနဲ့ထိုးပြီးတော့ဆူတောင်းပါဒီနေ့ ပုံရူသားသမီးများအတွက်ကံကောင်းလိုက်ရွှင်စေမဲ့နံပါတ်တွေကဏ္ဍတွေက၃ကဏ္ဍ၈ကဏ္ဍကံရဲ့အပမှုရောက်ဖို့ဆိုရင်ပုံရူသားသမီးများပေါင်မုံနုံစံလှူဒန်း၍ကံပွင့်ကံမြင့်ကြပါစေခင်ဗျာဆက်လက်ပြီးတော့ကြာသာရေးသားသမီးမိတ်ဆွေများဒီလိုနေ့တွေမှာကအဝေးပြေးပါနဲ့ဆက်နွယ်ချိတ်ဆက်တဲ့လုပ်ငန်းတွေခရီးသွားလာရေးတည်ယူဖို့ဆောင်ရင်ကိစ္စတွေကောင်းတယ် မတင်မကြမရေမရဖြစ်နေတဲ့ကိစ္စတွေကိုပြက်ပြက်သားသားပိုင်မနေနိုင်ဆုံးဖြတ်တင်တယ်။အိမ်အဟောင်းနဲ့အစ်လုံငန်းအဟောင်းနဲ့အစ်တာဝန်အဟောင်းနဲ့အစ်နှမျိုးနှခွားတွေရှင်းလာခဲ့ရှိလာခဲ့ရင်အိမ်အစ်လုံငန်းအစ်နေရာအစ်တွေအပြောင်းအလဲအပြောင်းအရွှေ့တွေခရီးသွားလာရေးတည်ယူဖို့ဆောင်ရွက်နေတဲ့ပတ်သက်တဲ့ကိစ္စတွေဦးစားပေးတဲ့နဲ့ခရိုင်းနေများတဲ့ဒရီကြီးကြီးတက်တီကောင်းကောင်းစူးစမ်းမယ်ဂိမ်းတော့ဖြစ်ပါတယ်ဗျ။ဘဝမှာအတက်အကြလေးတော့ကြမ်းတတ်တယ်။နည်းပို့ပြီးတော့အားစိုက်ပြီးစူးစမ်းမယ်ဂိမ်းမျိုးဖြစ်ပါတယ်။အဲ့တော့ဂျာရီသားသမီးတွေကကံရင်အပံမိုးရဖို့ဆိုရင် အနီရောင်တို့ချက်သွေးရောင်တို့များများပါသောအဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်သုံးဆွဲပါရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်အာလူးလေးတစ်လုံးနဲ့ခောက်ပြီးတော့ဆူတောင်းပါဒီနေ့ကံကောင်းလက်ရွှင်စေမယ့်နံပါတ်တွေကနန်းတွေကတက်ကနန်းရှိကနန်းကံရဲ့အပမို့ရဖို့ဆိုရင်ကြာပြေသားသမီးများအာလူးကျော်အာလူးဟင်းကဲအာလူးနဲ့ပတ်သက်တဲ့အလှူဒါနကုသိုလ်ကောင်းမှုပြု၍ကံရဲ့အပမို့ရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့တောက်ကြသားသမီးမိတ်ဆွေများ ဒီလိုနေ့တွေမှာကစတူတွဲပြီးလုံးမဲ့ကိစ္စတွေစာချုပ်ချုပ်ဆိုလုပ်ကိုင်းမဲ့လုပ်ငန်းမျိုးတွေစားတော့ကုန်အစားတော့ထုတ်လို့ဖြန့်ချီရောင်းချခြင်းနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေစံစီစေစာဆက်မှုစိုက်ပျိုးစိန်စာဥစာတန်းအဲဒီလိုကိစ္စမျိုးတွေပို့ပြီးတော့အပြုပြီးစူးစမ်းတဲ့ ਨੇ အစင်မပြေမသိမမြတ်ဖြစ်နေသူတွေနဲ့ညှိကြနှိုင်းကြမယ်ဆိုလို့ရှိရင်လည်းကောင်းတဲ့ game မျိုးဖြစ်ပါတယ်အဆောက်အအုံတို့ကုန်ပစ္စည်းတူလောင်ဖို့တို့လုပ်ငန်းစတင်ဖို့တို့ကောင်းသောနေမျိုးဖြစ်ပါတယ်ဗျာငွေပါတိချီငှားဆွဲယုံပြီးတော့လုပ်ငန်းထူထောင်ခြင်း ရင်းနှီးမြှုပ်နှံခြင်းတွေလည်းပြုလုပ်တတ်ပါတယ်။တောက်ကြသားသမီးတွေကကံရဲ့အပမှုရရှိစေဖို့ဆိုရင်အညိုရောင်တို့ခရမ်းရောင်တို့မယမ်းရောင်တို့များများပါသောအဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စံသုံးသပါ။ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတုတက်အောင်ဆိုရင်ညောင်ရွက်ကလေး၃ရွက်နဲ့ရက်ခတ်ပြီးတော့စုတောင်းပါ။ဒီနည်းကိုယ်တွေကံကောင်းလက်ရှင်စေမယ့်နံပါတ်တွေကဏ္ဍတွေက၄ကဏ္ဍ၉ကဏ္ဍကံရဲ့အပမှုရဖို့ဆိုရင်တောက်ကြသားသမီးများစီချက်ခောက်ဆွဲ ကဲညစွာဖရမှာပဲလူလူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဒါနာပြုပြုအဲ့ဒီဒါနာကုသိုလ်လေးနဲ့တူကံရင်အပံပုံရရှိကြပါစေခင်ဗျာဆက်လက်ပြီးတော့စနေသားသမီးမိတ်ဆွေများဒီလိုနေ့ဒီမှာကသားသမီးအောက်လည်းငယ်သားအလုတ်သမားတပည့်တပန်းတို့တော့ဝမ်းသာစရာစိတ်ချမ်းသာစရာကြုံရတဲ့မိမိဦးဆောင်ပတ်သက်ပြီးတော့အလူမင်္ဂလာပွဲလမ်းတပင်းတွေလောက်ရတဲ့မထင်မှတ်တဲ့ငွေတွေအဖို့တန်ရွှေတို့ရဲနာပစ္စည်းလက်ဝတ်လက်စားတွေဝင်လာရတဲ့သုံးမိအောင်မိတဲ့ငွေတွေပစ္စည်းတွေပြန်ရတဲ့ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေလုတ်ဖို့ဂိုင်းဘက်တွေနဲ့ပြန်လဲစုံစည်းရတဲ့ ခက်ခဲထင်းကိုကြံ့ကြာပိတ်ဆို့နေတဲ့လုပ်ငန်းတွေရွေချက်တွေပြန်ပြီးစူးစမ်းခွင့်ကြုံလာပါလိမ့်မယ်တဲ့ခင်ဗျာကဲကောင်းတော့အဟောင်းတွေပေါ်တတ်တယ်လို့ပြဿနာဟောင်းတို့ယောဂဟောင်းတွေတော့နည်းနည်းလေးပိုကြည့်ဆိုင်ဒီလိုနေမျိုးမှာစနေသားသမီးတွေကကံရဲ့အပံမိုးရဖို့ဆိုရင်အစိမ့်ရောင်များများပါတော့အဝေးအစားသုံးဆောင်တွေကိုအားပြုတ်ပြီးတော့ဝတ်ဆင်သုံးကြပါရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တဲ့အောင်ဆိုရင်လက်ဖက်အထုပ်လေးတစ်ထုပ်ဆူဆူ၆၆လက်ဖက်အထုပ်လေးနဲ့တို့ပြီးတော့ဆူတောင်းပါ ဒီနေ့ကိုအတွက်ကံကောင်းလက်ရှင်စေမဲ့နံပါတ်တွေကဏ္ဍတွေကကိုကဏ္ဍငါးကဏ္ဍကံရင်အပမုတ်ရဖို့စနေသားသမီးမိတ်ဆွေများလက်ဖက်ရည်နဲ့ကိတ်မုံလှူဒန်းတဲ့ကုသိုလ်ဒါနပြုတ်ပြီးတော့ကဲကံရင်အပမုတ်လေးရရှိကြပါစေခင်ဗျာကျွန်တော်မိတ်ဆွေအားလုံးကံညာဝိရိယ၃ချက်လုံးအားကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေ